အားလုံးပဲမင်္ဂလာပါရှင်။နာပြင်းညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းလေးကတော့သူတစ်ပါးအပေါ်မှာဖြန်ကြပြီးအမျက်ကြီးစားခဲ့တဲ့ဖခင်ကြောင့်ရေတိမ်နစ်မလို့ဂျုံခဲရတဲ့ကောင်မလေးရဲ့ထိတ်လန့်ပွေဖြစ်ရဆိုတဲ့စိတ်ဝင်စားပွေတရိတန်ဝေကရပွေဖြစ်ရမှန်ဇလန်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ မောင်ကြလို့ဆိုရင် မော်ရိုးတလျှောက်မှာမတိသူမရှိတလောက်ပါအားလုံးမဟုတ်တောင်မှအတော်များများသောအရေးတွက်ကတဏီမဟုတ်တဏီမောင်ကြနဲ့ဆက်ဆက်ပတ်သက်ဖူးကြတာမို့မောင်ကြကလူတိများတဲ့သူတူပါထိုထက်ပိုပြီးဆိုရရင်တော့မော်လောကကအကျော်စီရတွေထဲမှာမောင်ကြကတယောက်အပါဝင်ပါမောင်ကြလို့ခေါ်ပြီးမယ်အသက်ကငငယ်တော့မဟုတ်45ဝန်းကျင်လောက်တော့ရှိလိမ့်မယ်လူပုံကအသားဖြူဖြူပူပူဝါဝါ ပိုင်ရွှေရွှေအမြဲတစေစပုရှက်လက်တို့နဲ့ရာတို့အုတ်ထုတ်ကိုဝစ်တက်ဆောင်းတက်ပြီးပစိုးကိုသူ့ဘိုက်ပူကြီးအောက်ကချက်ပြုတ်ဝစ်တက်ခြင်းကသူ့ရဲ့အမှတ်တင်ဂီတာတစ်ခုဖြစ်တယ်။သူ့ကိုရုတ်ချက်ကြည့်လိုက်ရင်နေကွေးလေးလံသူလိုချင်းစရာကောင်းလာပြီမေ။ထို့သူလာလာမှာမဟုတ်အလွန်မြတ်အလွန်သွက်အလွန်လေတဲ့သူ မျက်စိရော နားရောပါးစပ်ရောခြေရော လက်ရောဘာတစ်ခုမှမပြတ်လက်မနှူးကြတာမရှိဘူး။ ပြောရရင်တော့လူနဲ့အလုတ်အလွန်ဟတ်မိတဲ့သူအများကသူ့ကိုခေါ်တာပဲကြည်ပါဂျင်ကြားတဲ့မော်ကိုလာပြီးဆိုတာနဲ့မောင်ကျစကွင်းကလွတ်တဲ့သူဆိုတာခက်ရှားရှားပါဒီလိုဖြစ်ရအောင်ကို မောင်ကျအလုတ်မောင်ကျကွင်းမောင်ကျကွန်ရက်ကတိတိမှမဟုတ်တာသူ့ကိုပွဲစားလိုပဲခေါ်ခေါ်ရိုက်စားလိုပဲပြောပြောသူကင်ထားတဲ့ကန္နာတွေကတကယ့်ကိုများမှများကို ကြည့်လိုက်ပါ မော်ရဲကိုလာတာဈေးရောက်ဖို့လားကျင်းတူးဖို့လား ကျင်းကအစ်စ်တူးမာလားအဟောင်းဝယ်မာလားကျင်းချင်းမဲအလဲထက်လှုပ်ချင်တာလားအင်ဂျင်တွေကလက်ခုံတွေထောင်းပိုက်တွေဝေချင်သလားရောင်းချင်သလားရောင်းမဝယ်မာတွေကအစ်စ်လားအဟောင်းလားအလौဒမခေါ်ချင်သေးသလားခေါ်မဲ့အလौဒမကနေစားလားတောင်စားလားကျင်းပြတ်သမားလားစီကိုဝေချင်တာလားရောင်းချင်တာလားဒါဆိုရင်ဂါလန်လိုက်လားပုံချင်းလားပေပါပြတ်လားအိုးတကယ့်ကိုစုံမစုံ မောင်ကြပါမှပြီးရမယ့်အလုံများကိုစရင်ချကြည်ပါကစုံနိုင်အံ့မထင်ရေနံလောကကိုဝင်လာတဲ့သူမှန်သမျှအားလုံးလိုလိုအစဉ်ပြေအိုကေသွားကြရတော့မဟုတ် လုပ်ငန်းကိုင်ခံကလေးတွင်ထည့်ပြီးပွားပေါက်တိုးသူတွေလည်းမရှားသလိုဘလောက်ပဲလှုပ်လှုပ်အဆဆရရအလုံးမပြည့်အကျိုးမပေးပေကုန်းကောက်စရာမရှိအောင်မွဲတော်သူတွေလည်းအများပြားပါဟိုဘက်ဒီဘက် အရှုံးအမျက်မပေါ်ပေတရေရလက်နဲ့ဂျေနဲ့လိုက်ရသူတွေလည်းဒူးနေသည် အမှန်ဆိုရရင်တေးသေးချာချာစစ်တမ်းကောက်ကြီးပါက မော်လောကမှာရင်ကော့ကောင်းမော့လက်မထောင်းနိုင်သွားသူတွေထက်မျက်နှာရှုံးမဲ့ပြီးလက်ခပြသွားသူတွေကပူများလိုက်မယ်လို့ပြောနိုင်တယ်။မော်ဆိုတာကလောဘရဲ့ရှေးဆောင်မှုကြောင့်ရကြင်လို့ဝင်လောက်ကြတာမှန်ပေမဲ့လှုပ်လေတိုင်းမှန်ချမ်းနဲ့နှမ်းထွက်ကြိုက်တတ်တဲ့အလုံမျိုးမဟုတ်။ခိုင်ခိုင်မာမာရေရေရရရှိလာတဲ့အလုံမျိုးမဟုတ်။ဒါပေမဲ့မောင်ကြတို့လိုမော်ကျင်တွေအတွက်အကြတော့ဒီလိုမဟုတ် တေချာပေါက်ပြောနိုင်တာရှိတယ်။သူတို့အလောက်က လူတချို့ကဲ့သို့ချက်ချင်းလက်ငယ်ဘဝပြောင်းကတိုက်ဆောက်ကားစီးသွားနိုင်တဲ့အလုံမျိုးတော့မဟုတ်။ထို့အတူရှုံသွားပြီးကုံသွားပြီးပြာကျသွားပြီးဆိုတဲ့အဖြစ်မျိုးလေဘယ်တော့မှမရောက်နိုင်။မရောက်ဆို သူတကစီကဖြည်းဖြည်းနဲ့မှန်မှန်ပါပါတလေထူးထူးတလေလှိစားနေရတဲ့အလုံမျိုးလုံနေမှာတော့ရှုံနေဆိုတာဘယ်မှာရှိပါမလဲ။အရင်ဒီဆိုလို့ချူတပြားမှာကုံစရာမလိုပဲလူအပါဇက်အားလောက်တာ စိုက်ထုတ်ရတဲ့အလုံးမျိုးလုံနေမှာတော့ပြုတ်သွားပြီ၊ကုံသွားပြီဆိုပြီးဘယ်မှရှိပါမလဲ။မောင်ကြကိုဖြန်ကြတတ်တယ်၊အညွန်ခူးတတ်တယ်၊ခေါင်းပုံဖြတ်တတ်တယ်ဆိုပြီးတိထားပြီးတကလာသူနဲ့မဆက်ဆံလို့ဝေဝေကရှောင်းလို့ကရှောင်းနိုင်နေ။ဒါမှမဟုတ်သူအချောင်းကိုလည်းတိ၊သူနဲ့လည်းမပတ်သက်လို့မဖြေလို့ဆိုရင်တော့သူနဲ့အလုံးလုံးမဲ့လုပ်ငန်းအချောင်းကိုသူ့ထက်ပိုပြီးတော့နားလေအောင်သူ့လောက်နီနီကြေညက်အောင်ကျွမ်းထားတိထားဖို့လိုတယ် ဥပမာအင်ဂျင်တစ်လုံးဝေခြင်းပြီးဆိုပါစို့အင်ဂျင်အကြောင်းကိုတကယ်နားလေပါမှတကယ်ကျွမ်းကျင်ပါမှမောင်ကြာနဲ့ဆက်ဆံပါဒီလိုမှမဟုတ်ရင်တော့မောင်ကြာကပိုက်ထဲရောက်ရဖို့သာပြင်ထားမော်ထဲမှာက ပြောချဆိုဆိုရင်ဖုတ်ဖူမိတိုက်သမားတွေသာများတယ်အခုဝေခြင်းဝေအခုရောင်းကျင်ရောင်းဆိုသူတွေကများတယ်ဒီလိုဖြစ်ရသည်မှာရေနံမော်ရဲ့သဘောတဘာဝကိုကအပြောင်းလဲဖြစ်ခြင်းပြီးဆိုမှဖြင့်ချက်ချင်းမှချက်ချင်းကို ဒီလိုအခါမျိုးမှာတော့မျက်ဖြူဆိုင်လေဆရာကြိုက်လေဆိုတယ်လို့မောင်ကြတော့တွင်ကြည့်ပေးတာမှတ်လိုက်တော့အေးသူ့ရဲ့အကြိုက်တက အကြိုက်ဆုံးကတော့မော်လောကတဲ့ကို မလဲမဝဲနဲ့အခုမှစပြီးဝင်လာမဲ့သူ အခုမှစပြီးတော့အလုံးလုံးမဲ့သူမျိုးဖြစ်တဲ့တို့သူမျိုးကိုတော့မောင်ကြတို့ကလာပါလာပါလို့လက်ရခေါ်လေဦးမေတို့သူမျိုးနဲ့တွေ့ဆုံရခြင်းကတိုက်တခုတူးရတယ်လို့သူ့အတွက်အကျိုးရှိလွမ်းတာကြောင့်ဖြစ်တဲ့ မော်ရဲမှာမောင်ကြကြောင်အစင်ချောသွားသူမောင်ကြကြောင်ပြေလေသွားသူတွေရောမရှိတော့ဘူးလားလို့မေးစရာရှိပါတယ်အများကြီးပါမောင်ကြနဲ့ချိတ်ဆက်မိပြီးမှထူထူထောင်ထောင်ဖြစ်သွားရသူတွေအများကြီးပါဒါပေမဲ့လေကောင်းတဲ့ရင်ထက်မကောင်းတဲ့ရင်ကောင်းပို့ပြီးတော့ကြောတတ်တဲ့လောကထုံးစံအတိုင်းမောင်ကြမှွေးတဲ့အကြောင်းထက်မောင်ကြပုတ်တဲ့အကြောင်းကတော့မော်ရဲမှာပို့ပြီးတော့လူတဲ့ရင်လူချင်းဆောင်ကနေတယ် မောင်ကြာချတာမောင်ကြာစောတာကိုခံစားရသူတွေဘက်ကကြည်ပြန်တော့လေမောင်ကြာကအလွန်ချင်းစရာအလွန်ခားစရာဖြစ်နေမှတဘာဝကြနေပြန်နေမောင်ကြာကိုအော်ကြောလန်နေသူတွေကအရက်ရှိမျက်နှာမှာလက်ညှိုးထိုးမလွဲအောင်ရှိကြတယ်ထိုသူများအနက်မှာကိုတင်တောင်းဆိုသူကဤသို့ရွရွကျုံဝါခဲ့သည်ဖြစ်နိုင်ရင်မောင်ကြာဆိုတဲ့ကောင်ကိုဓာတ်နဲ့သာနှုတ်နှုတ်ဆင်းပြခြင်းနေဒီကောင်မျက်နှာကိုတခါမြင်ရတိုင်းတခါငရေကြရတယ်လို့ပဲ ီတုန်းကကိုတင်တောင်းကမော်ရဲကိုရောက်ခါစကိုမောင်ကြီးကျင်းကောင်းကောင်းလေးတခြင်းလောက်ရှာပေးစားမအောင်ဗျကျင်းတဲ့တူးတာနဲ့ဆိုင်ရင်ကျင်းဟောင်းပြန်ဝယ်ပြီးတော့ပုံမှန်စီခတ်စားနေရတဲ့အလုပ်ကပိုကြိုက်မလားလို့တိတ်ဟုတ်တာပေါ့ဗျညာရှိတဲ့သူမှရင်ဒီလိုတွတ်တာပဲကျင်းကဘလို့ကျင်းမျိုးလိုချင်တယ်လေအမြင်ကျင်းလားအောက်ကျင်းလားတင့်တော်မယ်ကျင်းမျိုးပေါ့ဗျာခမရကိုပဲအားကိုးပါတယ်ဒါဆိုရင်အမြင်ကျင်းတဲ့ကပဲယူ ။အောက်ကျင်းတွေကမှားတတ်တယ်။စီထွန်နှုံကောင်းပြီးတော့ဈေးနှုံကလည်းခက်တင်တင်ဆိုတဲ့ချင်းမျိုးကျွန်တော်မှရှိတယ်။ကောင်းပါလေဗျာကြည့်လုံစမ်းမအောင်။ဒီလိုနဲ့ကျင်းအယောင်းဝယ်ကိစ္စကိုလှုပ်ဖြေကြရတယ်။ပထမမောင်ကြာကကိုတင်တောင်းကိုကျင်းရောက်မဲ့သူတွေနဲ့တွေ့ပြီးတယ်။ကျင်းတန်ဖိုးကိစ္စကိုလေ သူတို့ဘာသာစကားပြောစီတယ်။ဈေးနှုံနဲ့ပတ်သက်ပြီးရောင်းသူဝယ်သူနှစ်ဦးညှိနှိုင်းကြတယ်။ ထို့နောက်ကိုတင်တောင်းကိုကျင်းအချိန်လေးကိုမျက်မြင်အတိုင်းလေးလာခိုင်းနေ။ဤမှာကျင်းအနေထားကိုစူးစမ်းနေတဲ့ကိုတင်တောင်းရဲ့အပားကိုကတ်ခေါမောင်ကြာကဒူဒူပြောတယ်။ဒီကျင်းအကြောင်းကိုကျွန်တော်ကောင်းကောင်းသိတယ်ဗျ။ဒီကောင်နှစ်ရက်ကိုတပေပါနှုံနဲ့စီထွက်မှန်နေတော့နှစ်ပတ်တောင်လေတော့မယ်။သူတို့ကဒီကျင်းကိုသိရောင်းချင်တာမဟုတ်ဘူး။ဟိုတုန်းကလေးကဒီကျင်းကို မျက်စိကြပြီးလာတောင်းဝယ်သူတွေရှိတယ်။ခုမှသူတို့အဆုဆက်အချင်းချင်းရန်တွေဖြစ် သဘောထားတွေကွဲလွဲပြီးကျင်းကိုပြန်ရောက်မယ်ဖြစ်လာတာဒီကျင်းမျိုးကိုဒီစင်းမျိုးနဲ့ရတာခမရတဲ့ဝေရှိသေးတယ်အမှန်တော့ကိုတင်တောင်းကလေရေနံနဲ့ပတ်သက်ပြီးစိမ့်လာသူတော့မဟုတ်ပါအထက်ရောက်အတွေ့အကြုံရှိသူ နားလေသူသာဖြစ်ပါရည်ဒါကြောင့်ဤကျင်းကို တကယ်စီထွက်မှန်တဲ့ကျင်းဟုတ်မဟုတ်တပတ်ခန့်စောင့်ကြည့်ပြီးမှဝေဖို့ဆုံးဖြတ်တယ်ဒီရတော့အတွင်မှာတရက်ကို၃ချိန်စီခတ်ချိန်ရောက်တိုင်းစိစိဆက်ဆက်လာကြည့်တယ် ဒါပေမဲ့သားတော်မောင်လို့သူကတရက်နှစ်ရက်မြလေးလာပြီးတာနဲ့ကျင်းကိုသဘောတွေ့ကြီးတွေ့သွားတယ်။ကျင်းကိုနောက်တစ်ယောက်လက်ထဲရောက်မသွားမီအမြန်ယူလိုက်ဖို့ကြီးလော်စောနေတော့တယ်။ဒီတော့သူကိုယ်တိုင်ပဲဟုံနုံနုစိတ်ထဲထင်မိရာကသုံးရက်မြောက်တဲ့နေ့မှာကျင်းကိုအပြီးငွေချေလိုက်တဲ့အဆင့်ကူရောက်သွားတယ်။အေးကျင်းဝယ်ပြီးလို့နှစ်ရက်တောင်မကြာပါအဖေကဘွားဘွားကြီးပေါ်လာတယ်။ပထမတရက်လောက်တော့စီကမှန်မှန်ခတ်လို့ရတယ်။နောက်နေ့ကျတော့ပုံမှန်မဟုတ်တော့ဘူး။ မရတဲ့ချက်ရတဲ့ချက်ဖြစ်လာတယ်။စိတ်ထဲမှာစပြီးတော့ထိခနဲ့ဖြစ်ရပြီ။ချက်ချင်းမဲ့မောင်ကြကို ပြန်ရှာရတယ်။သူ့အလုပ်တွေနဲ့သူ ပြရာခတ်နေတဲ့မောင်ကြကို မနဲ့လိုက်ရှာယူရတယ်။ကျင့်ရဲ့ကြောင့်ကိုပြောပြတော့မောင်ကြကဟာဒါကသဘာဝပဲ။ကျင်းကစီခတ်လာတာကြာပြီဆိုတော့စီထွက်တာနည်းနည်းထိုင်းသွားတတ်တယ်။ကျင်းကိုအစာလေးပါလေးပြန်ကောက်ပေးလိုက်။ပုံမှန်တိုင်းဖြစ်လာလိမ့်မယ်။ကပ်ပေါ့ပေါ့ပြောပြီးထွက်သွားတယ် ဒီလိုနဲ့ဂျင်းကိုသူပြောတဲ့အချိန်အစာပြန်ကောက်ကြည့်တယ်။ဒါပေမဲ့ထောင်းရတာတော့အဖတ်တင်သွားတယ်။ဘာမှထူးမလား။ဂျင်းကပိုနှက်သွားပြီးမှစီထွက်ကရခင်အတိုင်းသာနှစ်ရက်တပီပါဆိုတဲ့ဂျင်းကတပတ်ဆယ်ရက်ခတ်တာတော့တပီပါမပြည့်ချင်းတီးလိုက်ပြီးအပတ်ခံလိုက်ရပြီဆိုတော့ကိုကိုတင်တောင်းကောင်းကောင်းကြည့်တီးလိုက်ပြီးသူကဒေါသကစိတ်ထင်းမှတဖြင်းဖြင်းထွက်ပေါ်လာတယ်။တပန်ထူဒေါသကို ပွားတတ်တတ်ပွားအောင်မီးထိုးပေးမဲ့သူက အချိန်ကိုင်းဆိုသလိုဆက်ရောက်လာပြန်နေတနေ့ညနေမှာကောင်းလေးတယောက်ကကိုတင်တောင့်တဲတဲကိုဝင်လာတယ်ထိုကောင်းလေးကရခင်ဤချင်းကို ရောင်းလိုက်တဲ့သူများထံမှ စီခတ်သမားဖြင့်အလုလုခဲ့သူဖြစ်တယ်ကောင်းလေးရဲ့ရင်ဖွင့်ပုံကဦးလေးကိုကိုမောင်ချားနဲ့ကျင်းပိုင်တွေပေါင်းပြီးတော့ရိတ်လိုက်တာဗျကျွန်တော်ကသူတို့ခိုင်းတဲ့အချိန်အပြင်ကစီတွေကို ကျင်းနဲ့လောင်ပြီးဖြစ်ဖြစ်ထားရတာ ။ဦးလေးလာကြည့်တော့မှကျင်းတဲ့ကထွက်တဲ့စီတွေဖြစ်လေဟန်နဲ့ခက်ခက်ပြရတာပေါ့။ကျင်းလဲရောင်းပြီးတော့သူတို့တစ်ဖွဲလုံးညာရင်းချင်းပြောင်းပြေးကြတာကြည့်ပါလား။ကောင်လေးရဲ့စကားကြောင့်မောင်ကြကိုတက်ချင်စိတ်တွေတဖွာဖွာပေါ်လာ၏။မောင်ကြနဲ့ထက်ရှင်ဖို့ကိုလည်းမောင်းတင်ထားလိုက်သည်။ဒါပေမဲ့တေးသေးချာချာစဉ်းစားကြည့်ပြန်တော့ဒီကိစ္စကထင်သလောက်မလွယ်နိုင်တော့သုံးဦးသုံးဖက်လေဆုံးပြီးရှင်းရမယ့်အရေးမှာမောင်ကြကိုခေါ်လို့ရတဲ့တောင် ဟိုချင်းရောင်းပြေးတွေကဘယ်လိုလိုက်ခေါ်ရမှမသိဘယ်အရသားတွေမှန်းလည်းမသိချင်းရောင်းဝယ်စာချုပ်ထဲမှာနာမည်တွေတော့ပါပါရဲ့ဒါပေမဲ့အစုဆက်လောက်ကြတဲ့ချင်းမှုဘသူကအဓိကတာဝန်ခံဆိုတာလည်းမသိနိုင်ပြန်ဒီလိုနဲ့ပြီးခဲ့ရတယ်ရှင်းနေလို့လဲဘာမှထူးမလာတော့မယ့်အတူတူ အရှုံးနဲ့သာနေလိုက်ကြတယ်ကိုတင်တောင်းကတောက်တစ်ခေါက်ခေါက်လုံယုံမှတပါဘာမှမတတ်နိုင်ခဲ့ မောင်ကြကိုတော့ဟိုနာရိတ်ခနေဒီနာရိတ်ခနေဆိုတယ်လို့မကြခဏတွေ့နေရတယ်။မော်ဒကအနှံ့ရှောက်လဲနေတဲ့ချင်းဆိုတော့တွေ့ရမေပေါ့။ဒါပေမဲ့ဒီကောင်ကလူပါ။ကိုတင်တောင်းတဲ့မျက်နှာချင်းဆိုင်ပြီးတဲ့အဖြစ်ကိုဘယ်တော့မှအယောင်မကန်။ဝေးဝေးကရှောင်ရှောင်သွားပြီ။ကို့မသားဒီကောင်ကိုတွေ့ရတဲ့အခါတိုင်းဒီကိုစားနဲ့တွေ့လိုက်တယ်လို့တွန်ကနေတွန်ကနေဖြစ်ဖြစ်သွားရတယ်။တန်နီချင်းကိုမြင့်အောင်ဆိုသူကခီးလွန်ပြီးမှဝင်ပြောပေါ်ရတော့တယ်။ ဒီမောင်ကြာဆိုတဲ့လူကလူတကချင်ပတ်ဗျတခါဆက်ဆန်းဆယ်ကလန်းဆိုတဲ့လူစားမျိုးဘန်းနေဗျကျွန်တော်အခုစီခတ်နေတဲ့ချင်းကလေးစဖောက်တုံးကချင်းပြတ်ငှားတူမယ်ဆိုပြီးသူနဲ့ဆက်သွယ်လိုက်ပါတယ်တခါတည်းကိုတာတီလန်ရောအတောင်တရာကိုနှစ်သိန်းခွဲနဲ့အပြည့်ဆိုလို့ငှားတူလိုက်တာအတောင်300ပြည့်လို့ငွေလဲရှင်းပြီရောအလို့သမား၄ယောက်အတွက်စားစရိတ်တဝက်ခံရအောင်မဖြစ်လာတာပဲကုမောင်ကြာ ကျွန်တော်တို့စကားစပြောတော့ကဒါမပါပါဘူးဆိုတော့မဟုတ်ဘူးဒါထုံးစံမဲဆိုပြီးအတင်းတောင်းနေလို့ပြဿနာမဖြေချင်တာနဲ့ပေးလိုက်ရပါရောလားဗျကုအောင်ရွှေဆိုသူကလေကျွန်တော်တို့ကလေဒီလိုပဲဗျသူစီကအလौဒမခေါ်ပြီးတော့လှုပ်လိုက်တာအလौဒမကောင်လေးတွေကကျင်းပြီးသွားပြီမေမောင်ကြစီကပတ်စံမရသေးလို့မပြန်နိုင်ကြပဲတဝဲလေလေဖြစ်နေကြရှာတယ်တချို့ကကိုရွာကကထင်ကိုမိအောင်ပြန်ချင်နေကြပြီ ဒါနဲ့ကျွန်တော်ကကောင်လေးတွေကိုအကျိုးချောင်းမေးကြည့်တော့ကျွန်တော်စီကငွေကုန်မရသေးလို့သူတို့ကငွေရှင်းမပေးနိုင်သေးဘူးလို့မောင်ကြာကပြောတယ်ဆိုကိုဟာငါကမင်းတို့ပွဲစားကိုငွေရှင်းပေးပြီးတာကြာလာပေါ်လို့ပြောလိုက်တော့မှ ကောင်လေးတွေက သူ့စီဝိုင်းပြီးတော့တောင်းကြတော့တာအဲ့ဒီတော့မှဒီလူကဒီရပြင်းနေရမှာငွေလွန်နေလို့ပါဘာနဲ့ညာနဲ့စကားရောဖော်ရောလုပ်ပြီးကောင်လေးတွေကိုငွေရှင်းပေးတယ်အမှန်တော့မဟုတ်ဘူး ဒီလူကတက်တက်ချင်းကလေးရိုက်ပြီးတော့တခြားနေရာမှာငွေကိုလှည့်သုံးထားတာနောက်ဆုံးတော့လေပြီးတာတွေပြီးပါစေတော့ဆိုပြီးကျောင်းဆန်အတိုင်းဗမာနီဗမာဟန်နဲ့တင်မုံးချေလိုက်ကြတယ်အလုံးမဖြစ်တော့တဲ့ထိုချင်းအပြင်နောက်ထပ်ကျင်းတဲ့တချင်းမှာကိုတင်တော့ထပ်ဝယ်လိုက်ရတယ်ထိုချင်းကလေးကမျောလင့်ထားသလိုအကျိုးပေးနေတာမူတော့ပါသေးတယ်နောက်တလားကြော်ကြော်လောက်အကြာမှာကိုတင်တော့တို့ဇနီးမောင်နှံမော်တဲ့မှာမျိုးပေါ်ကိုတက်လာခဲ့ကြတယ် မြို့စည်းကိုရောက်ရင်ဝေချမ်းစရာရှိတာများကိုဝေချမ်းကြတယ်။ဘော်ရာပို့ထားတဲ့ចောင်းသားအတော်လေးငွေလွှဲရတယ်။ထို့နောက်မော်ပြန်ကားနဲ့ပြန်လည်လိုက်လာခဲ့ကြတယ်။ရာတီကမိုးဦးရာတီကိုရောက်ခဲ့လီပြီ။ဒီနေ့ကမိုးဦးကောင်းတယ်လို့ဆိုနိုင်တယ်။ယခုတလော့ရက်ဆက်ဆိုသလိုပဲမိုးတွေတအုံးအုံးရွာချနေတယ်။မိုးတွေရောက်ပြီဆိုရင်မော်ထဲမှာကတမျိုးကောင်းပြီးတမျိုးကမကောင်း။မော်ထဲမှာရေကအဖိုးတန်လာတယ်။ဈေးကြီးပြီးဝဲသုံးရတယ်။ ခုလိုမိုးကတဲတဲမဲမဲရွာချပေးလိုက်တော့တောက်ရီသုံးရီချိုးရီမအစရေကိုပေါ်ပေါ်ပဲပဲရသွားတာမို့အားလုံးတို့အဆင်ပြေတခုမကောင်းတာကမိုးရင်းရောက်ပြီဆိုရင်ကျမ်းမာရေးအတွက်စိတ်မချရစည်းကမ်းမဲ့နေထိုင်သူများကြောင့်ဝမ်းယောဂကဲ့သို့ယောဂဇိုးကြီးများပေါက်ပွားလာမှဇိုးရင်ရတယ်နောက်ပြီးတော့သွားရေးလာရေးနဲ့ပတ်သက်လို့လေဒုက္ခရောက်ကြရတယ်တီးကြတဲ့အတိုင်းမော်သွားလမ်းများကမိုးရင်းရောက်ပြီဆိုမှဖြင့် ဘွက်တွေကျင်းတွေဂျိုင်းတွေနဲ့ဖြောင်ဖြူးခြင်းလုံးဝမရှိတော့ယခုကိုတင်တောင်းတို့စီးလာတဲ့မော်ပြန်ကားကလေမိုးတွေတဲတဲမဲမဲရွာချနေတဲ့ကြားကဖြည်းဖြည်းချင်းမောင်းလာခဲ့တယ်။လမ်းတွေက မော်ရောက်ခန့်နေလေပိုဆိုးလေကားဆရာကခက်ခက်ခဲခဲပဲကြိုးစားပန်းစားမောင်းနေရတယ်။မော်ဝင်ခန့်နေဆွေချောင်းကို ရောက်တော့ကားကဘလို့မှရှေ့ဆက်သွားလို့မရတော့ဒလဟောကြနေတဲ့တောင်ကြရေကချောင်းရေကန်းနှစ်ဖက်လုံးပြေးရှံလို့နေတယ်။ အချိန်ကလည်းနေဝင်သွားခဲ့ပြီမို့မကြခင်မူးချုပ်တော့မီအီမာကားစရာကဒီညဒီစကမ်းမှာပဲစတဲ့ချဖို့ဆုံးဖြတ်လိုက်သည်ခရီးသည်များကိုလည်းကိုအစီစဉ်နဲ့ကိုတင့်တော်ရမှာတဲခုကြဖို့ပြောလိုက်သည်ဒါပေမဲ့ရေစောစောကြသွားပါကညာရင်းချင်းပဲကားစထွက်မယ့်အကြောင်းကို ခရီးသည်များကိုစောဩထားရီဒီလိုနဲ့ကိုတင်တောင်းတို့ဒီစကမ်းမှာပဲညာအိဖို့ပြင်ကြရီဤစကမ်းမှာ သူတို့နေထိုင်ရာ တဖန်းစိတ်မော်ကြီးရဲ့စကန်းကြောက်တစ်ခုလိုပြောနိုင်တယ်။စီချမ်းများကမရီအဆောက်အုံများစားတောက်ဆိုင်များနဲ့စီကားနေတယ်။အထူးသဖြင့်စီအယောင်းဝယ်ပြုလုပ်ရာစီပွဲစားများကျင်းလေရာနေရာဖြစ်တဲ့အတွက်ငွေရွှေနဲ့နေရာဌာနတို့ရဲ့ထုံးစံတိုင်းဒူးစရိုက်ပေါ်များတဲ့နေရာတစ်ခုလိုလည်းဆိုနိုင်တယ်။လောင်ကစားပြုလုပ်နိုင်တဲ့တဲများဘီလီယက်ကုံများမင်းကလေးများနဲ့ပတ်စံရှာတဲ့ဆိုင်များကိုမီးရောင်တဝင်းဝင်းနဲ့အထင်ရှားပဲတွေ့နေရတယ်။ ူတင်တောင်းတို့ကတဲခုန်နေကြထမင်းဆိုင်မှာပဲစတဲ့ချလိုက်ကြတယ်။ခရီးပန်းလာကြတာမို့ထမင်းစားတော့ပြီးတာနဲ့စောစောအိပ်ရဝင်လိုက်ကြတယ်။နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခေရာကညနာအိပ်ပြန်တစ်ချက်လောက်ရောက်တော့တဖက်ဆိုင်ကထွက်ပေါ်လာတဲ့စူးစူးညံ့ညံ့အတန်းများကြောင့်ကိုတင်တောင်းလက်နိုးလာခဲ့တယ်။တဖက်ဆိုင်တွေကဒဇက်မိတ်ချင်းထိဆက်နေတာမို့ကျိုးဆိုင်မှာဝယုံတုံးကဖြစ်နေတဲ့အတန်းများကိုတဲတဲကွဲကွဲပဲကြားနေရတယ်။ ယောက်ျားမိန်းမငင်းခုန်ပြောဆိုနေတဲ့လုံထွေတပ်ပုတ်နေတဲ့များကိုအတိုင်းသာကြားနေရတယ်။အထိတ်တလန့်ဖြစ်တဲ့တည်းမော်ရဲ့တဘာဝကို သိထားသူမှုအိယာကချက်ချင်းထပြီးဆံရပြင်ကိုထွက်လာခဲ့တယ်။ဆံရပြင်ဘက်မှာတော့မိချောင်းရောင်နဲ့လင်းလင်းကျင်းကျင်းဖြစ်နေတယ်။ဂျူအချိန်မှာပဲပြက်တနာဖြစ်နေတဲ့ဂျူဆိုင်ထဲမှာမိန်းကလေးတယောက်ကကပိုကယိုနဲ့ပြေးထွက်လာတာကို တွေ့ရတယ်။ကိုတင်တောင်းကို တွေ့တာနဲ့ဂျူမိန်းကလေးကတန်တန်မတ်မတ်ပြေးလာကောင် ိုတင်တောင်းလက်မောက်တစ်ဖက်ကို အာကိုတကြီးနဲ့ဆွဲကင်ပြီးဘလုံးပထွေးနဲ့ပြောရီဦးလေးရဲ့ကျမကိုအကယ်ပါအောင်ရှင်အကယ်ပါအောင်ဟိုမှာကျမကိုစော်ကားဖို့လုံနေကြတယ်ကောင်မလေးရဲ့စကားမဆုံးမီဘောင်းမီရှိနဲ့ကောင်လေးနှစ်ယောက်ကစိုင်ထဲကထွက်လာရီကိုတင်တောင်းကိုတွေ့တာနဲ့ကောင်လေးတယောက်က PTT မျက်နာနဲ့ပြောရီကျွန်တော်တို့ကိစ္စပါဦးလေးရာ သူကတက်တက်ကြီးကြနေတာကျွန်တော်တို့ကပတ်စံလေးပြီးပြီးသားပါ ပြောပြောဆိုဆိုသူတို့ကရှေ့တိုးလာတယ်။ကောင်မလေးကိုလည်းဝင်ဆွေးရန်ပြင်းနေ။ကောင်မလေးကကြောက်အားလန့်အားနဲ့ကုတင်တောင်းရဲ့ကြောဘက်မှာကွေရက်လိုက်ပြီးတုံတုံရီရီနဲ့လှမ်းပြောလိုက်တယ်။မဟုတ်ဘူးရှင့်မဟုတ်ဘူး။ကျမမိမကောင်းမအောင်။ကျမပြောတာရုံမဦးလေးရဲ့မော်ရဲလည်းမရောက်ဘူးလို့ကျမဖေနောက်ကိုလိုက်လာတာပါ။အဲ့ဒါသူတို့ကျမအိတ်နေတဲ့အခန်းထဲကိုအတင်းဝင်လာပြီးတော့ကောင်မလေးကိုတနာသွားပြီးကောင်မလေးစကားကိုလည်းယုံကြည်လိုက်တယ်။ ဟိုကောင်လေးနှစ်ယောက်ကအချင်းချင်းတစုံတစ်ခုပြောနေကြတယ်။သူတို့ထံကကျင်ဆုပ်ဆုပ်အယက်နှံကပြန့်လွင့်လာတယ်။ကိုတင်တောင်းကအခြေအနေကိုတွက်ဆလိုက်ပြီးမို့အနိရှိတေသားတုတ်တချောင်းကိုကောက်ကင်ကဟိအောင်တွေနောက်ဆုံးဒီမှာတွေ့လာတော့သူမြတာသမီးကိုနှစ်မချင်းမစားမနာနဲ့မဖြတ်စည်းကျင်နဲ့ကောင်မလေးကမဟုတ်ဖဲနဲ့ပြောမှမဟုတ်ဘူးအာရှုပ်ကုန်ပြီဗျာရှုပ်ကုန်ပြီကောင်လေးတယောက်ကခေါင်းကိုကုပ်ရင်းပြောလိုက်တယ် ကိုတင်တောင်းလက်ထဲကဒုတ်ကိုကြည့်လို့လေရှေ့ကိုမကြိုးရဲကြတို့ရဲ့ချိန်မှာပဲဂျိုဆန်ရဲ့ပန်းရှင်ဖြည့်ဟန်တူတူသပင်းတူတူခက်ဝဝမိတ်ကပ်ပေါင်းတာအဖွေးသားနဲ့မိမတယောက်ကအိမ်မုံဆုံးမွားနဲ့ဆိုင်တွင်းကထွက်လာရီကောင်လေးတွေကထိုမိမနဲ့မျက်နှာချင်းဆိုင်ကတွေ့ထိုးနေကြရီနင်းတို့မှားတာနင်းတို့မှားတာငါပြောတာကသူ့ကိုမဟုတ်ဘူးဟဲ့သူ့ကိုမဟုတ်ဘူးသူမိမကညီးတယ်လို့ပြောလိုက်ပြီး ကိုတင်တောင်းနောက်ကကောင်းမလေးကိုတစ်ချက်လှန့်ကြည့်လိုက်သည်တောင်းမလိုဟန်မျက်နှာပြင်းနဲ့လေတစ်ချက်လှန့်ပြုံပြတာကိုတွေ့လိုက်ကြသည်မကြမီကိုတင်တောင်းတို့တဲကိုတဲ့ဓမင်းဆိုင်မှာဆိုင်းရှင်အမျိုးသမီးနဲ့ကိုတင်တောင်းရဲ့ဇနီးတို့ပါအိယာကနေနိုးလာကြသည်ကိုတင်တောင်းကခတ်သက်သက်ပြောလိုက်သည်ကလေးမတော်တော်မင်းပစ္စည်းတွေတိမ့်ပြီးတော့ဥရဆိုင်ဘတ်ပြောင်းလာခဲ့ကောင်မလေးကသူ့ကြောပိုးအိတ်လေးကိုကြပြကြရပြေးယူပြီးကိုတင်တောင်းတို့ဆိုင်ဘတ်ကိုကူးလာတယ် အခြေအနေကပြောင်းညိသွားပြီကိုတင်တောင်းမိမက ကောင်မလေးကိုပြောလိုက်တယ်တော်သေးလို့ပေါ့သမီးရဲ့အဲ့ဒီမှာမှသွားတဲရသလားကွယ်ကျမလည်းမရောက်ဘူးတော့ဘာမှမသိဘူးရှင်အဲ့ဒီမိမကြီးကစိတ်ချလက်ချတဲလို့ရတယ်ဘာမှအာမနာနဲ့ဆိုပြီးအပြောကောင်းကောင်းနဲ့ခေါ်လို့သွားတဲလိုက်မိတာရှင်ကောင်မလေးကရှင်းပြတယ်ဆန်ရှင်အမျိုးသမီးကပါဝင်ပြောတယ်ဒီမိမကဒီလိုပဲ တိရင်တမျိုးမတိရင်တမျိုးလှုပ်ရှားနေတာကြာလှပြီတချို့ကောင်မလေးတွေဆိုပြောရမှရှက်လို့ခေါင်းငုံပြန်သွားကြတာတွေမနှဲတော့ဘူးတိတ်ကြောက်စရာကောင်းတဲ့မိမဟိုတလောကရဲကနှင်းလိုက်လို့ပြေးရပြီးပြီအခုတချို့ပြန်ဝင်လာတာသူတို့အားလုံးပြန်မအိပ်ဖြစ်ကြတော့ပဲရောက်တဲ့ရရများကို ပြောဆိုနေကြရင်အချိန်ကုန်အောင်စောင့်နေလိုက်ကြတယ်လင်းရကြီးတဲ့အချိန်ရောက်တော့ရေကျသွားပြီဖြစ်တော့ခရီးဆက်ထွက်ရန်ပြင်နေတယ် ကာသမများကခီးတဲ့များကိုလိုက်ခေါ်နေသည်လူစုံနာနှင့်ကားကထွက်ခွာခဲ့သည်စရွေးချောင်းကိုကြော်ပြီးချိန်မှာဒစုံတစ်ခုကိုတရီရပြီးကိုတင်တောင်းကကောင်မလေးကိုမေးလိုက်မိသည်ဒါနဲ့ဟိုရောက်တော့ရောမင်းအဖေကိုရှားတွေးပါမလားမင်းအဖေနမည်ကဘသူတဲ့လဲအဖေကကားကိတ်ကလာဆောင်မယ်လို့ပြောပါတယ်ကျမအဖေကိုဦးလေးတို့များသိမလားမသိဘူးဦးမောင်ကြားတဲ့ဟမ် ကားကကုန်းဝတ်တက်မှုအတက်ကုန်ညင့်ပြီးရုန်းကန်နေရသည်ကိုတင်တောင်းရေရွက်လိုက်တဲ့ရင်းအတန်ကကားဆက်တန်ကိုဖုံးလွှမ်းသွားမတက်သူနာထဲမှာမြည်ဟီးသွားရီဂိတ်ဆုံးကိုရောက်တော့မောင်တာကသူသမီးကိုလာကြိုနေတာတွေ့ရပါရီကာမလေးကကိုတင်တောင်းတို့လင်မယားကိုလက်ညှိုးထိုးပြကသူ့အဖေကိုတစုံတစ်ခုပြောပြနေတာကိုတွေ့ရရီညတော်ကအဖြစ်ပြက်အလုံးစုံကိုပြောပြနေဟန်တူရီ မောင်ကြာကကိုတင်တောင်းတို့ကိုတချမ်းမြတာလှည့်ကြည့်ပြီးမျက်နှာကိုပြန်လွှဲသွားရီကိုတင်တောင်းတို့လင်းမယားနှစ်ယောက်ကတော့ဘာတိဘာသာပဲကိုတဲရှိရာကိုပြန်လာခဲ့ကြရီညနေနိုင်ပြန်နှစ်ချက်လောက်ရောက်တော့မောင်ကြာသားအကြီးကောင်က ကိုတင်တောင်းတို့တဲကိုရောက်လာရီဦးလေးဟိုတလောကဝယ်ထားတဲ့ကျင်းကိုပြန်ထုတ်ချင်ရင်ဝယ်မဲ့သူရှိတယ်လို့အဖေကပြောလိုက်တယ်ဈေးကတော့အရင်ဈေးနှုန်းရဲ့တဝက်ပဲရနိုင်မယ်တဲ့အဲ့ဒါဦးလေးသဘောတူရင်တခါတည်းငွေချေခဲ့ဖို့မှာလိုက်တယ် အေးအေးကောင်းတာပေါ့ကွာကိုတင်တောင်းကအလိုက်ထိုက်ပေးပြန်ပြောလိုက်သည်မောင်ကြသားကကျင်းပုံးငွေကိုပေးပြီးကျင်းစာချုပ်ကိုပြန်ယူသွားတယ်ညတော်ကသူသမီးအပေါ်မှာခရီးသွားဟန်လွယ်အမတ်တမဲအကူအညီပေးခဲ့မှုတွေမောင်ကြရဲ့တုံ့ပြန်မှုပဲဖြစ်မင်းဧကန္တသူကိုယ်တိုင်လာရမှာမျက်နှာပူတဲ့အတွက်တားဖြစ်သူကိုလွတ်လိုက်ဟန်တူတယ်ပါပဲပြောပြောစုံပြီးသားငွေတွေကတဝက်မြပြန်ရတယ်ဆိုရင်ဂျင်းနဲ့ဆရာကောင်းလာပြီ ဒီအတော့မကြတဲ့ဂျင်းကို သူကိုယ်တိုင်ကပဲငွေပြန်အံ့ပြီးပြန်ရွေးတာလားဒါမှမဟုတ်တခြားမဦးမလဲတယောက်ကိုပြန်ကြပြီးပြန်ရောင်းအောင်မလားဒါတော့သူမသိတခုတော့မောင်ကြတိလိုက်ဖို့ကောင်းပြီကံကောင်းလို့ရေတိမ်မနှိမ့်ခဲ့ရတဲ့သမီးငယ်ရဲ့အဖြစ်ကို နမူနာယူကသူများကို အာကုသူပေးသူအတော့တချိန်မှာထိုးအာကုသူကိုပဲပြန်ယူရတတ်မည်ဆိုတော့မောင်ကြတယောက်များများတိလိုက်ဖို့ကောင်းပြီ ။ဇာယေသူဇာကြီးကိုလည်းဂျေစုတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရဲ့ရှင်။